လွန်ခဲ့တဲ့3လကျော်လောက်က15သိန်းဝန်းကျင်မှာ price to performance ကောင်းတယ်ဆိုပြီးတော့နာမည်ကြီးခဲ့တဲ့ IQE Newton series ကဒီတစ်ခါမှာတော့ IQE Newton Pro Plus ဆိုတဲ့သူရဲ့နောက်ဆုံး latest and greatest ဖုန်းကိုမိတ်ဆက်ပေးလိုက်ပြီးအခုအဲ့ဖုန်းကလည်းကျွန်တော်လက်ထဲမှာရောက်နေပြီပေါ့နော်နောက်ပြီးတော့ဒီဖုန်းမှာကကျွန်တော်တို့ SOC အနေနဲ့ Star Dragon 8E လေးကိုမှသူရဲ့ gaming ချစ်ဆက်ဖြစ်တဲ့ကျူးတူးချစ်ဆက်ကိုတုံးထားပြီးတယ်။ Display ဘက်ကိုကြည့်မယ်ဆိုရင်လည်း HDPO AMOLED display ကိုမှ 144Hz refresh rate နဲ့ဆိုတော့ ဒီဖုန်းက30ဝန်းကျင်မှာလည်းတော်တော်လေးကျွတ်မယ်ဆိုတဲ့အနေအထားမှာရှိတယ်။အဲ့တော့ဒီဖုန်းရဲ့အကြောင်းအသေးစိတ်ကိုကျွန်တော်အခုပြောပြပေးမယ်။ကျွန်တော်နဲ့တူတူအဆုံးထိကြည့်လိုက်အောင်။ ဇိုင်းပိုင်းနေစပြီးပြောရမယ်ဆိုရင်ဒီဖုန်းကအရင်အထွက်ခဲ့တဲ့ IQ ရဲ့ Neo 10တို့ Neo 10 Pro တို့ရဲ့ဒီဇိုင်း DNA တိုင်းအတူတူပဲအဲကြောဘက်ချမ်းမှာကင်မရာဘန်းကိုထားပြီးထားတဲ့ပုံစံနေရာလည်းအတူတူပဲအဲဒါပေမဲ့အခုကျွန်တော်လက်ထဲမှာကင်ထားတဲ့ဒီ BMW Limited Edition ရဲ့ကြောဘက်ချမ်းဒီဇိုင်းကိုကြည့်လိုက်ပါတော့တော်တော်ကြီးမှလှတဲ့ထဲမှာပါတယ်ကျွန်တော်တို့ဒီပေါ့နော်ကြောဘက်ချမ်းကိုအလင်းရောင်အောက်မှာကြည့်မယ်ဆိုရင် bling bling နဲ့ဟိုနားလက်လိုက်ဒီနားလက်လိုက်နဲ့တော်တော်လေးလှတယ်ပေါ့နော် IQ ရဲ့ Neo 10 series ထဲမှာဒီကောင်းရဲ့ ပုံစံဒီဇိုင်းပုံစံအလှဆုံးလို့ပြောလို့ရတယ်။ကိုကဒီလိုမျိုးဘလင်းဘလင်းဖြစ်တာမကြိုက်ဘူးဆိုရင်လေဒီ IQ Neo 10 Pro Plus မှာကအဖြူရောင်လို့အမဲရောင်လို့လိုမျိုးအခြားကာလာတွေကိုတွားပြီးရွေးလိုက်လို့ရတယ်။ အဲဒီကောင်တွေကတော့နည်းနည်းလေးငြိမ်တဲ့ဘက်ကိုတော့သွားတယ်ပေါ့နော်။နောက်ပြီးတော့ဒီဖုန်းရဲ့ဘေးဘက်ပေါင်တွေလက်ထဲမှာကန်ရတဲ့ခန်းစားချက်တွေကလည်း Neo 10 Pro တို့တန်းတို့ကန်ရတဲ့ခန်းစားချက်အနေအတူတူပဲ၄000ခတ်ဆန်ဆန်ပေါင်းစီဖြစ်တယ်ဆိုတော့ hand feeling ကိုဒီဖုန်းမှာရတယ်။ဒါပေမဲ့ဘေး quality ဘိုင်းမှာတော့ဒီကောင်မှာတော်တော်လေးတိုးတက်လာပြီပေါ့နော်။အရင်ဖုန်းတွေတို့မျိုး plastic ဖုန်းမဟုတ်တော့ဘဲနဲ့ကြောဘက်ချမ်းပါက glass ကိုသုံးပြီးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပို့ပြီးတော့ premium sun နဲ့လွတ်တခုလည်းရတယ်။ ောက်ပြီးတော့ဘေး quality ဘိုင်းမှာတိုးတက်လာတဲ့အချက်ကဒီဖုန်းမှာ IP65 dust and water resistant ပါတော့ကိုကဖုန်းကိုရေးဒီဘိုင်းဆိုတာရေးဒီဘိုင်းစင်တာဒီလောက်ကတော့ AECC တတရာခံနိုင်သွားပြီဒီဖုန်းရဲ့အထူက8.3 mm နဲ့အလေးချိန်က218 g ဆိုတော့ဒီဖုန်းကပေါပေါပါပါဖြစ်နေတယ်မှာမပေါဘူးလက်ထဲမှာဆိုရင် weight တစ်ခုရှိတယ်ဆိုရယ်ခံစားချက်ကိုရတယ်အဲဒီလိုမျိုးဒီဖုန်းကအခြားဖုန်းတွေထက်စာရင်နည်းနည်းလေးပိုထူပြီးတော့ weight ရှိနေတာအကြောင်းတော့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဖုန်းမှာတုံးမိထားတဲ့ battery က 6800 mAh စီလီကွန်ကောင်းဘက်တရီအကြီးကိုထည့်ပေးထားတယ်။အဲဒါကတော့မိတ်ဆက်ဖြစ်တယ်ပေါ့နော်။အဲဘာဖြစ်လို့လဲဆိုတော့ဒီဖုန်းက gaming ဘိုင်းကိုအဓိကဦးစားပေးထုတ်ထားတဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့်အဲဒီလိုမျိုးဘက်တရီခက်ကြီးကြီးတဲ့ဆိုတော့ gamer တွေအကြိုက်တော်တော်လေးရွေးချယ်လို့ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်သွားတယ်။အဲဒီဖုန်းမှာပါတဲ့ဘက်တရီခက်ကြီးကြီးနဲ့ကျွန်တော်ပက်ကြီးကိုတနားကြီးပစ်ကြည့်တဲ့အချိန်မှာအိပ်ပါဆန်းလောက်ထိပဲကုန်လာဆိုတော့ဒီဖုန်းကတော်တော်လေးမှအားခံနိုင်တဲ့မှာပါတယ်။ နောက်ပြီးတော့အားပြန်သွင်းမှုကိုလည်းတော်တော်ကြီးမှမြန်တဲ့ charging speed လို့ပြောရမယ်120 watts fast charging ကိုလည်း support ပေးတယ်။အဲတော့0 to 100ကိုဒီ6000 mAh battery ခက်ကြီးကြီးကိုအားသွင်းကြည့်တဲ့အချိန်မှာမိနစ်40လောက်ပဲဆိုတော့ဥမာကိုကခင်းကိုအကြာကြီးဆော့လိုက်အားနည်းနည်းပြန်သွင်းလိုက်ဂိမ်းပြန်ဆော့လိုက်ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့မှလုပ်လို့ရတဲ့အနေအထားမှရှိတယ်။အဲတော့ဒီဖုန်းက battery ဘိုင်းနဲ့ charging speed ဘိုင်းမှာတော့ gamer တွေအကြိုက် အားရဖို့ကောင်းတဲ့အထက်မှာပါတယ်။ဟောနောက်ပြီးတော့ဒီဖုန်းက power bank လုံးနေနဲ့သုံးမယ်ဆိုရင်တော့မှအခြားဖုန်းကိုအားရပါတယ်ပြန်သွင်းမယ်ဆိုရင်ဒီဖုန်းမှာ rubber wire charging လည်းရတော့ကိုကဥမာပေါ့နော်ကိုတငငတင်းတယောက်ကအားရပါကုံသွားလို့ကိုကအားနေနေပါပါပေးမယ်ဆိုရင်လည်းဒီဖုန်းကနေပြီးတော့ပေးလိုက်လို့ရတယ်ဒါအချို့ saturation တွေမှာဖြစ်နိုင်လို့ကျွန်တော်ကထည့်ပြီးပြောပြလိုက်တာအဲ့တော့ဒီဖုန်းရဲ့ display band ကိုတွားကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းက short တက်လို့မရတဲ့အနေအထားမှာရှိတယ်အာသူရှိမှာက6.82 inches ATPO AMOLED display ကိုမှာ 144 referring ကို support ပေးတယ်။နောက်ပြီးတော့ resolution ကလည်း 2K resolution နဲ့လာမှာ။ pre-brightness ကလည်း4.5 nits ဆိုတော့ဒီဖုန်းကဘယ်ကြိုက်တဲ့နေရာစမ်းမောင်ပါချမ်းလို့ပဲ။ အားနည်းချက်ဆိုတာရှာလို့မရအောင်ဆိုတဲ့အနေအထားမှာရှိတယ်။ဒီလိုမျိုး display panel quality အပြင်သူရှိမှာအခြား display feature တွေနဲ့ P1 Gaming တို့ DCI P3 တို့ဒီလိုမျိုး display feature တွေလည်းပါတော့ဒီဖုန်းရဲ့ display က color တော်တော်မှန်တဲ့နေရာမှာပါတယ်။အဲ့တော့ဒီဖုန်းရဲ့ display ကလုံးဝအပြစ်ရှာလို့မရတဲ့ flashing level top notch display ကိုဒီဖုန်းမှာထည့်ထားပေးတာတော့သိကြတယ်။အဲ့တော့မှမိတ်ဆွေတို့ကမရဘူးပေါ့နော်။နည်းနည်းလေးအပြစ်ရှာပါအောင်လို့ပြောရင်တော့သူ့ရဲ့ display အောက်မှာရှိတဲ့ချင်းကနည်းနည်းလေးမတိမတာထူတာတခုကလွှဲရင် ဘာမှအပြစ်ပြောနေတာမရှိဘူးဒါလည်းကျွန်တော်အနေနဲ့မရမကကြီးများပြီးတော့အပြစ်ရှာကြည့်တာဒီတစ်ချက်ကိုပဲတွေ့တယ်ပေါ့နော် display buy နဲ့ပတ်သက်ပြီးတော့တော်တော်ကြီးကောင်းတယ်တဲ့မှာပါတယ် performance buy ကတော့ဒီဖုန်းရဲ့အဓိကအားသာချက်လို့ပြောရမယ်သူရှိမှသုံးပေးထားတဲ့ SoC က Snapdragon 8 Helio မှာဒီ IQ ရဲ့ gaming chipset ဖြစ်တဲ့ Tudu chipset ကိုထည့်ပေးထားတယ်အဲ့တော့ဒီဖုန်းကအခြား Snapdragon 8 Helio ပါတဲ့ဖုန်းတွေထက်စာရင် gaming experience buy မှာသူ့ရဲ့ Tudu chipset ကိုပို့ပြီးတော့ကောင်းသွားတယ် အဲဒီကျူတူးချက်ကဘာလုပ်ပေးတာလဲဆိုတော့ဥမာကျွန်တော်တို့ဂိမ်းတွေပါဆော့တဲ့ခါမှာ graphic setting တွေပိုကောင်းအောင်လုပ်ပေးတယ် frame draw တွေမဖြစ်ဝအောင်လုပ်ပေးတယ်နောက်ပြီးတော့ကျွန်တော်တာမဲဘိုင်းတွေမှာဂိမ်းဆော့အနေနဲ့ပူပြီးတော့တက်မလာအောင်ဒီလိုမျိုးတွေကိုချိန်နေပေးတယ် အဲကျွန်တော်ဒီဖုန်းနဲ့ဂိမ်းစောကြည့်တာမှာလေဒီအရာတွေကိုကောင်းကောင်းမွန်မွန်လေးခံစားရတယ်ပေါ့နော်ဒါကဂိမ်းမစ်တစ်ခုမဟုတ်ဘဲနဲ့တကယ်အမှုမှအတုံးဝင်နေတဲ့မှာပါတယ်အဲတော့အခုလက်ရှိဒီဖုန်းမှာရနိုင်တဲ့ဂိမ်းဆက်တင်တွေကိုစပြီးပြောရမယ်ဆိုရင်မိုဘိုင်းလေးချက်မှာ graphic ကို ultra frame rate ကို high ထိဆော့လို့ရနေပြီအဲနောက်ပြီးတော့ကျွန်တော်တို့ patch ကြမိုဘိုင်းမှာဆိုရင် fps ကို 90fps နဲ့ဆော့လို့ရပြီ gaming app မှာဆိုရင်တော့ fps က 60fps ထိဆော့လို့ရနေပြီ အဲဒါပေမဲ့ဒီဖုန်းကပေါ့နော်ပုံမှန် 90fps တို့ 60fps လို့လောက်ပဲဆော့လို့ရတာမဟုတ်ဘူးဒီဖုန်းမှာပါတဲ့ SoC က Snapdragon 8 Elite လိုမျိုး flagship SoC ဖြစ်တဲ့အတွက်ကြောင့်နောက်ပိုင်းမှကျရင်ကျွန်တော်အပေါ်ကပြောခဲ့တဲ့ဂိမ်းတွေမှာပိုကောင်းတဲ့ FPS set တွေနဲ့ပိုပေါင်းတဲ့ graphic set တွေနဲ့ဆော့လို့ရလိမ့်မယ်အာဘယ်လိုမျိုးပြောရမလဲဒီ SoC performance က graphic အရန်ကျန်းတဲ့ဂိမ်းတွေကိုဆော့ဖို့အတွက်က performance ကလုံလောက်တယ်အဂိမ်းဘက်က support မပေးသေးတာပေါ့နော်အဲ့တော့မိတ်ဆွေကဒီဖုန်းကိုဝယ်ထားပြီးတော့မှာပက်ကြီးကို 90fps နဲ့ပဲဆော့လို့ရတယ်ဆိုရင် တိတ်ပြီးတော့စိတ်မညစ်နဲ့နည်းနည်းလောက်စောင့်လိုက်တိတ်မကြခင်မှာ 120fps နဲ့ဆော့လို့ရလိမ့်မယ်။နောက်ပြီးတော့ကျွန်တော်ဒီဖုန်းမှာဂိမ်းလေးကိုစပြီးတော့ဆန်ပြီးဆော့ကြည့်တဲ့အချိန်မှာအာဘက်ကြီးကိုတနားကြီးကျော်လောက်ဆော့တဲ့အချိန်မှာဒီဖုန်းမှာအပူက 40°C လောက်ထိပဲရှိတာဆိုတော့ဒီဖုန်းကတာမယ်ပိုင်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ အဲ့တော့ကိုကဒီ30ဝင်းကျင်မှာ performance ခက်ကြမ်းကြမ်း graphic intensive မြင့်တဲ့ gain တွေကိုဆော့နေတယ်ဖုန်းကပူမာလည်းကြောက်တယ်ဆိုရင်တော့ဒီ IQ Neo 10 Pro Plus ကိုဝယ်လိုက်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲ့တော့ကျွန်တော်ကကောင်းတာတွေပဲပြောနေတာဆိုတော့ဒီဖုန်းမှာအားနည်းချက်မရှိဘူးလားဆိုတော့ဒီဖုန်းက flagship level ဖုန်းမဟုတ်တဲ့အတွက်ကြောင့်သူရှိမှအားနည်းချက်ရှိတယ်အဲ့တော့ကင်မရာဘိုင်းပေါ့နော်မိတ်ဆက်က30ကျော်ဝင်းကျင်မှာကင်မရာအဓိကဦးစားပေးသုံးဖို့အတွက်ဒီဖုန်းကိုဝယ်မယ်ဆိုရင် ကျွန်တော်တိတ်ပြီးတော့အကြံမပေးခြင်းပေါ့နော်အဲဒီဖုန်းစားဒီ30ဝင်းကျင်ပါဆိုရင်အဲ Xiaomi CB5 Pro ဝယ်လိုက်တာကပို့ပြီးတော့အဆင်ပြေတယ်အဲဖုန်းကိုပို့ပြီးတော့ဝယ်ဖို့ပဲအကြံပြေတယ်အဲဒီဖုန်းမှာသုံးပေးထားတဲ့ camera specification ကတော့5 MP megapixel main camera နဲ့12 megapixel ultra wide ကိုထည့်ပေးထားတယ်ပုံထွက် quality ကတော့အဲ price to performance ကိုဦးစားပေးထားတဲ့ဖုန်းအနေနဲ့ကြည့်မယ်ဆိုရင်လက်ခံပေးလို့ရတယ်အဲ detail တွေကကောင်းတယ် နောက်ပြီးတော့ကျွန်တော်တို့ဒီ color တွေကကျတော့နည်းနည်းလေး1ဖြစ်တဲ့ဘက်ကိုသွားတယ်ပေါ့နော်ဒါပေမဲ့ဒီဖုန်းမှာက tele sensor မပါတာဖြစ်တဲ့တဲ့ကြောင့် portrait photo တွေရိုက်တဲ့နေရာမှာပဲဖြစ်ဖြစ် zoom photo တွေရိုက်တဲ့နေရာမှာပဲဖြစ်ဖြစ်အခြား tele sensor ပါတဲ့ဖုန်းတွေတက်ရှင်အားနဲ့ချက်လေးရှိတယ် selfie camera ကိုသွားကြည့်လိုက်မယ်ဆိုရင်လည်းဒီဖုန်းမှာက16 megapixel ကိုပဲသုံးထားပေးတယ်အဲဒီနေရာမှာလည်းကျွန်တော်အပေါ်ကပြောခဲ့တဲ့ same scenario လိုပဲပြောရမယ် selfie camera ဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းဒီ30ဝန်းကျင် camera ဘိုင်းကိုဦးစားပေးထားတဲ့ဖုန်းတွေတက်ရှင်မယ်ဆိုရင်ဒီဖုန်းမှာအားနဲ့ချက်လေးရှိတယ် အဲ့တော့မိတ်ဆွေကကင်မရာကိုအဓိကဦးစားပေးသုံးမယ်ဆိုရင်ဒီဖုန်းစာကျွန်တော်အပေါ်မှာပြောခဲ့တဲ့ CB5 Pro လောက်ဖုန်းကိုဝယ်လိုက်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်။အခြားသောအပိုင်းအနေနဲ့ဒီဖုန်းမှာ fingerprint sensor အနေနဲ့ ultrasonic fingerprint sensor ကိုသုံးထားပြီးတယ်။အဲ့တော့ optical fingerprint sensor အနေနဲ့ရှင်မယ်ဆိုရင် speed ဘိုင်းမှာပို့ပြီးတော့မြန်လို့ accurate လည်းပို့ဖြစ်တယ်။နောက်ပြီးတော့ဒီဖုန်းက stereo speaker ကိုသုံးထားပြီးတယ်။အတန်ထွက် quality ကတော့ပုံမှန် stereo speaker ကိုသုံးထားပြီးတဲ့အတန်ထွက် quality တိုင်းထွက်တယ်။ base တွေမှာနည်းနည်းလေးအားနေတာမျိုးလေးရှိတယ်။အဲ့တော့ဒီဖုန်းတွေက blue drop ဖြစ်မလဲ။ မိတ်ဆွေကတိတ်နေဆိုင်ဝင်းချင်မှာဂိမ်းမင်းပိုင်းကိုခက်ကြမ်းကြမ်းလေးဆော့တင်တယ်ဂိမ်းကိုအရန်ဆော့လို့ဟိဒီပါတတ်တာကိုလည်းမလိုချင်ဘူး display ဘိုင်းတွေကလည်းလုံးဝ flagship လည်းပဲ top notch display ကိုလိုချင်တယ်နောက်ပြီးတော့ကျွန်တော်တို့ battery ဘိုင်းမှာလည်း battery ခက်ကြီးကြီးပါတဲ့ gaming phone တစ်လုံးကိုလိုချင်တဲ့လူအတွက်ကတော့ DIQ Neo 10 Pro Plus ကိုရွေးချယ်လိုက်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ပြောနေတယ်ပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခက်ပါ Yangon Mobile Store